စိတ်ထားမြင့်မြတ်သူလောကမှာလူတိုင်းလူတိုင်းတော့စိတ်ရှိကြတာပဲသို့သောလူတိုင်းရဲ့စိတ်ထားဟာမြင့်မြတ်သလားလို့ဆိုရင်မမြင့်မြတ်ဘူးကိုယ့်ကိုဆန်းစစ်ကြည့်ရမယ်ကစိတ်ထားမြင့်မြတ်တယ်ဆိုတာဘယ်လိုဟာမျိုးမှစိတ်ထားမြင့်မြတ်တာလဲ ဒုတိတွေဟာစိတ်ထားမြင့်မြတ်မှုရှိကြရဲ့လားကိုယ်ကိုစသပြီးတော့ကြည့်စိတ်ဆိုတာတော့လူတိုင်းမှာပဲရှိတယ်သူစိတ်နဲ့သဘောထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဟာ တကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်မှသာလဲစိတ်သဘောထားကလည်းမြင့်မြတ်တယ်တဲ့ပုဂ္ဂိုလ်မြင့်မြတ်တယ်ဆိုတာစိတ်ထက်မြင့်မြတ်လို့ပုဂ္ဂိုလ်လည်းပဲမြင့်မြတ်တယ်လို့ခေါ်တာ စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာမြင့်မြတ်တဲ့စိတ်ထားရှိလို့စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရှိတယ်။အဲဒါမြင့်မြတ်တဲ့စိတ်ထားဆိုတာဘယ်လိုဟာတွေလဲဘယ်လိုအရေးချင်းနေလဲဆိုတာသိရှိနားလည်ဖို့လိုတယ်ပေါ့။နာမအားဖြင့်ပြောမယ်ဆိုရင် စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဟာအရိယသူတော်စင်ရဲ့စိတ်ဓာတ်ဟာအလွန်မြင့်မြတ်တယ်လို့ပြောအောင်။အကြမ်းဖြင့်အားဖြင့်ပြောမယ် အရိယာပုဂ္ဂိုလ်တမန်ပုဂ္ဂိုလ်တွေထဲမှာဘယ်လိုပုဂ္ဂိုလ်ဟာစိတ်ထားပြည့်မြတ်သလဲလို့ဆိုလို့ရှိရင်သူတော်ဘာရဲ့ပြည့်လို့ရပျက်စီးချောင်းမကြံစီပဲနဲ့အများကောင်းရာ ကောင်းချောင်းကိုကြံစီလှုပ်ဆောင်တဲ့ပုဂ္ဂိုလ်တွေဟာစိတ်ထားပြည့်မြတ်သူလို့ဘယ်လိုခေါ်နိုင်နောက်တစ်ခုအပြင်ပြောမယ်ဆိုလို့ရှိရင်အဂတိ၄ပါး မလိုက်စားတဲ့ပုဂ္ဂိုလ်လည်းပဲစိတ်ထားမြင့်မြတ်တယ်လို့ပြောအဂတိ၄ပါးဆိုတာလူတိုင်းသိကြတယ်အဂတိလိုက်စားတယ်ဆိုတာကိုအဘိဓိရှင်းရှင်းပြောရမယ်အဂတိဆိုတဲ့အဘိဓိကမလိုက်တဲ့နာကိုဂတိလိုက်တာဟောအဂတိဆိုတာမသိလျော်တဲ့အလုတ်ကိုလှုပ်တာမျိုးမသိလျော်တဲ့ဘက်ကိုလိုက်သွားတာမျိုး ဒါပြင်မသိလျော်တဲ့ဘက်ကိုလိုက်သွားတာဆိုတာအကြောင်းမဲ့လိုက်ထားလားလို့ဆိုတော့မဟုတ်ဘူးအကြောင်းရှိတယ်အဂတိဆိုတာတရားလမ်းကြောင်းကနေတိမ်ဆောင်းပြီးတော့သွားတာကိုအဂတိလို့ပြောတာနော်သွားရသောဆင်လမ်းမကြီးရှေ့တန်းနဲ့လမ်းကြောင်းကသွေးဖြီး သွားတယ်လို့ပြောရမိသားတွေပါလေလမ်းချော်သွားတယ်ဆိုလို့ရှိရင် အနေရမရှိဘူးလား ကားရည်လည်းလမ်းချော်သွားရင်အန္တရာယ်ရှိတာပဲ၊လေမြန်လည်းပြေးလမ်းကလမ်းချော်သွားရင်အန္တရာယ်ရှိတာပဲ။ဒီအဂတိဆိုတဲ့သဘောကလမ်းချော်သွားတယ်လို့ပြောတာနော်။လုံရမယ်၊လိုက်ရမယ်ဓမ္မလမ်းချောင်းကနေလွဲချော်သွားတာ။ဘာကြောင့်လွဲချော်သွားသလဲလို့ဆိုလို့ရှိရင်သံဃာတဲ့မညီမျှတဲ့သံဃာတွေလူတွေမှာရှိတယ်။ဒီနေရာမှာသံဃာဆိုတာ လောဘကိုယဉ်ညွန့်ပြီးတော့ပြောတာစန္ဒာဂတိတစုံတယောက်ပေါ်မှာခင်မင်းနေကြံနေတယောက်ပေါ်မှာတော့ခင်မင်းမှုမရှိဘူးခင်မင်းမှုရှိတဲ့အပေါ်မှာခင်မင်းမှုရှိတာကို အကြောင်းပြုပြီးတော့မလုံတဲ့နိုင်အလုပ်ကို လုံလိုက်လို့ရှိရင်စန္ဒာဂတိလိုက်တယ်လို့ပြောတာပေါ့ဓမ္မလမ်းကြောင်းကလွဲသွားပြီ ခင်မင်မှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဓမ္မလမ်းကြောင်းကတော့ဒီလမ်းကြောင်းပဲထားရအောင်ခင်မင်မှုကိုအကြောင်းပြုပြီးတော့ဓမ္မလမ်းကြောင်းတင်းဆောင်သွားရင်ဒါအဂတိလိုက်တယ်လို့ပြောတာပေါ့ခင်မင်မှုရှိတဲ့ပုဂ္ဂိုလ်အတွက်တစ်မျိုးခင်မင်မှုမရှိတဲ့ပုဂ္ဂိုလ်အတွက်တစ်မျိုးဆိုလို့ရှိရင်ဒါဓမ္မလမ်းကြောင်းမဟုတ်တော့ဘူးပေါ့နောက်တစ်ခုကဒေါသဂတိ လူတွေစိတ်ထဲမှာအလိုမကျဒေါသထွက်နေတဲ့အခါမှာတမျိုးစိတ်ကြီးနေတဲ့အခါမှာလူတွေကတမျိုးဆုံးဖြတ်ချက်ချကြတယ်ဒေါသထွက်နေတဲ့အခါမှာဆိုလို့ရှိရင်ဓမ္မလမ်းကြောင်းကိုမစဉ်းစားတော့ဘဲနဲ့ဒေါသထွက်နေရင်ဒေါသအလျောက်လုံးမိတယ်ပြောမိတယ်အဲ့ဒါနဲ့အဂတိလိုက်တယ်လို့ခေါ်တာပဲ နောက်တစ်ခုကတော့မောဟကတိလေလုံးသိနာလားမလုံးသိဘူးလားမှန်နာလားမမှန်ဘူးလားဓမ္မလားအဓမ္မလားခွဲခြားမသိဘူးမသိတဲ့အတွက်ကြောင့်တွေးဝေမှုတွေကိုအကြောင်းပြုပြီးတော့မလုံးသိနာလုံးပြီးသွားတယ်မောဟကတိလို့ခေါ်တယ်အမှန်မှန်ဝေဘာဆုံးပြတ်နိုင်စွာမရှိတဲ့အတွက်ကြောင့်ဓမ္မလမ်းကြောင်းကလွဲချော်သွားလို့ရှိရင်မောဟကတိပဲ နောက်တစ်ခုကဘယကတိကြောက်ရတဲ့ပုဂ္ဂိုလ်ရှိတယ်လို့မကြောက်ရတဲ့ပုဂ္ဂိုလ်ရှိတယ်။ကြောက်ရတဲ့ပုဂ္ဂိုလ်ကြတော့ကြောက်ရသည့်အတွက်ကြောင့်ဓမ္မလမ်းကြောင်းတိုင်းမလိုက်ဘဲနဲ့တိမ်ဆောင်သွားတယ်။အဲ့ဒါဘယကတိလို့ခေါ်တယ်။လောကမှာချစ်ချင်းမုန်းခြင်းမသိခြင်းကြောက်ချင်းဆိုတဲ့စိတ်ရဲ့အခြေအနေတွေအကြောင်းပြုပြီးတော့လူတွေဟာ မလုတဲ့နဲ့ဘက်ကိုလုတ်သွားတတ်ကြတယ်မလိုက်တဲ့နဲ့လမ်းကိုလိုက်သွားကြတယ်လမ်းချော်သွားကြတယ်လို့ပြောတာအဲဒီလိုလမ်းချော်သွားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာမြင့်မြတ်တဲ့စိတ်ဓာတ်မဟုတ်ဘူ